ဒီဇင်ဘာလ6ရက်နေ့သို့တော်လည်းဘုရားခင်ကြီးယေရှုတော်အားဖြစ်တာငါဖြစ်သည့်အတိုင်းငါဖြစ်ငါနဲ့အကျိုးရှိသောဘုရားခင်ကြီးယေရှုတော်သည်ကြိုးစားတော်မူ၏ဂောရိန္ဒုဩဝါဒစာပရမစာလောင်းခန်းကြီး15အခန်းငယ်30ကဘာကြီးရဲ့မွေးဖွားဝင်ရောက်လာစဉ်ဗလာနတ်တိဖြစ်တဲ့ကဲလို့ပြန်ထွက်ခွာသွားနေတယ် ဗလာတ္တိဆိုသည့်အချက်ကိုလက်ခံရမည်ဖြစ်ပါတယ်။သို့ဆိုရင်လူတတ်မှတ်ထားသည့်အောင်မြင်မှုနှင့်ဘုရားတခင်၏အောင်မြင်မှုအတိတ်ပဲခွာခြားချက်ရှိပါသလား။တင်းဒီဆောင်အုပ်တအုပ်ရေးသားထုတ်ဝေနိုင်သူထင်ပေါ်ကြော်ကြားသောမန်နေဂျာပါရမီနှင့်ပြည့်စုံသော ပကြီးဆရာချွမ်းသာကြွယ်ဝသူအောင်မြင်ကြော်ကြားမှုနှင့်ငွေကြေးပြည့်စုံသူဖြစ်သည်ဆိုပါသော ထိုသို့သောအခြေအနေများသည်ဘုရားသခင်ထံမှလာသောလက်ဆောင်မှုများဖြစ်သည့်အတိညာစိတ်ကူးစိတ်ကံပင်ကိုရည်သွေးနှင့်ရုပ်ပိုင်းဆိုင်ရာခွန်အားတို့ကြောင့်ဖြစ်ရာထိုရည်ချင်းများမရှိလျင်တင့်အခြေအနေပြောင်းလဲမည်ထေကြပြီဖြစ်ပါဘုရားသခင်အတိုင်းအစမဲ့မေတ္တာတော်နှင့်ကျူးနာတော်များကြောင့်လားဆင်းရဲခြင်းမှကျင်းလွတ်ခြင်းဖြစ်ပါအကြွေသာဘုရားခင်အနေဖြင့်အခွင့်အာဏာကိုခဏတာကျွန်တော်တို့နဲ့ကင်းကွာစေလင်း သို့မဟုတ်ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကိုဘုရားသခင်ကခဏထိန်းချုပ်လျင်ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာပျက်စီးသွားမည်ဖြစ်ပြီးစိတ်ဝိညာဉ်မှာအဆုံးအစမရှိတမလုံတန်တရာတို့ထွက်သွားမည်ဖြစ်ပါတယ်။ဝိညာဉ်ခေါ်အားလဲသူများအဖို့မိမိဖြစ်တည်မှုနဲ့အဖြစ်များကိုသိရှိသဖြင့်အဖြစ်များကိုဝင်ချဆွံ့လွတ်ကြလေသည်။ယနေ့အတွက်ဆုတောင်းချက်ဘုရားခင်ကျွန်တော်ရှိရာအားလုံးအရှိစီကလာရဲဆိုတာသိပါတယ်။ တခါကလေးကိုယ့်ဟာကိုအထင်ကြီးမိတာခွင့်လွှတ်တော်မူပါအရှင်ရဲ့ကုဏနဲ့မေတ္တာကင်းမဲ့ဘာမှမဟုတ်ပါအာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဆုအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုဂျေဆုအထူးပဲတင်ရှိပါတယ်နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ